င်းသတင်းတပုတ်အနေနဲ့ကတော့ရန်ပုံငွေအခက်ခဲကြောင်းမြန်မာလူဦးရေတန်းအတွက်စားနေအခါထောက်ပံ့တွေရဆိုင်ပြီလို့ WFP ကထုတ်ပြန်လိုက်ပါတယ်။ရန်ပုံငွေလိုအပ်ချက်အလွန်ကြီးမားမှုကြောင့်ဧပြီလအနီးစပြီးအသက်ကိစ္စရေးစားနေအခါအကူအညီတွေကိုရဆိုင်ရတော့မေးလို့ WFP ရဲ့မတ်လ14ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကအခုဖြစ်လာမယ့်အကူအညီရဆိုင်မှုတွေဟာအသက်ရှင်တန်ရေးအတွက် WFP အကူအညီတစ်ခုလေးကိုသာအားထားနေကြတဲ့နိုင်ငံတဝန်းကထိခိုက်လွေရဲရွာလူမှုတွေအတွက်ပြင်းပြင်းထန်ထန်ဆူဆူရွရွရိုက်ခတ်နိုင်ပါတယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ် WFP မှာရန်ပုံငွေအသစ်မရှိပါကထိခိုက်လွေမှုအမြင့်မားဆုံးဖြစ်ကြတဲ့အသက်၅နှစ်အောက်ကလေးတွေကိုဝင်ဆောင်မိခင်တွေနူတိုင်းမိခင်တွေနဲ့မတန်ဆွန်းသူတွေပါဝင်တဲ့လူဦးရေ3500လောက်ကိုပဲ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်လို့ WFP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။